အားလုံးပဲမင်္ဂလာပါရှင်။ဆရာပါရဂူရဲ့ပကံခီးတဲ့စာအုပ်ထဲကပကံဖျားပထိုးစီတီများအကြောင်းကိုဆက်လက်ဖတ်ပြပေးသွားပါမယ်နော်။ဒီနေ့မှာတော့ပထိုးသားများနဲ့ခရော့ပလင်ဖျားအကြောင်းကိုဖတ်ပြပေးသွားပါမယ်နော်။ပထူသားများတောင်သူကြီးလဲမင်းဖြစ်လင်ဖုံးတကူအနုဘော်ကြီးဤမိမိတခွာရအရန်၌ဥယင်ကြီးတာယာစွာပြုပြီးသောနဂါယုတ်ကြီးစွာလုံ၍ထား၏ ထို့သို့နဂါးယုတ်လုံ၍ကိုးခွေခြင်းသည်ကနဂါးသည် လူတို့ထက်မြတ်လေသည် တကိုးလေကြီးလေသည်ကိုးခွေရသောအချိုးကြီးမီဟု၍ပြုလေတည်းထို့မှတပါးလည်းရသေးပြီးအစရှိသောတထုံပြီတို့မှ စီခုံပထိုးရှိသည်ကိုအကြောင်းပြု၍အယူမှားသောအရေးကြီး အကြီးကြီးတို့နှင့်အတိုင်မီ၍ပထိုးကြီးတက်လုံးပထိုးငယ်တက်လုံးပထိုးသားများတက်လုံးတင်လေပထိုးတက်လုံးစိတ်တီပထိုးတက်လုံးဤပထိုးငါလုံးကိုဒီဤထိုးပထိုးငါလုံးတို့တွင်နှဲ့ရုပ်လည်းမမီဖရာရုပ်လည်းမမီလုံး၍ညနနက်ထမင်းဟင်းတေစာတင်၍ကိုယ်ွယ်သည်ဖြစ်၏နတ်တော်ចောင်းတကားမင်းချမ်းသာဟုလဲတွင်၏မန္နန်းရာဇဝင်တော်ကြီး ရှေးဟောင်းမြမသမိုင်း၌ပါရှိသောပကံမင်းဆက်ဘရင်များထဲတွင်စောရဲဟန်းမင်းဟု၍စောရဲဟန်းပွဲမီတက်ထားသောဘရင်နှစ်ပါးရှိသည့်ရှင်တို့ကပုပ်ပါစောရဲဟန်းမင်းနှင့်ညာဦးစောရဲဟန်းမင်းတို့ဖြစ်ကြသည်ညာဦးစောရဲဟန်းမင်းသည်စတိယာစုရှေးဦးပိုင်းပကံဘရင်ဖြစ်သည်အနော်ယထာဘရင်လက်ထက်ဦးစွာကြောက်စာရေးထိုးခြင်းခံရသောဘရင်မှာညာဦးစောရဲဟန်းမင်းဖြစ်သည်ညာဦးစောရဲဟန်းမင်းကိုမြမယာ ာဇဝင်၌တောင်သူကြီးမင်းဟု၍၎င်းသူဤတခွာရခင်ထဲဝင်ပြီးတခွာသည်ခူစာသောတိန်ကိုမင်းအနှိမ့်ဆရောက်လေသောမိဖုရားကြီးနှင့်မူမတ်အပေါင်းတို့ကကံတော်ကုံသွားသောမင်းအစအတင်းမင်းမြောက်သည်ဖြင့်ဆိုင်ကိုလိုခြုံပေါ်ရောက်လာသူဖြစ်သည် အစပထမ၌မိဖုရားကြီးနှင့်မူမတ်အပေါင်းတို့သည်တိန်ကိုမင်းကံကုံချောင်းကို ဖုံးပြထားကြသည်ထို့နောက်မှတောင်သူကြီးအားနန်းတော်သို့ခေါ်သွားကရေမိုးတန့်စင်စီလျက်မင်းမြောင်တစားဆင်ရင်ပေးပြီးလင်နောက်တစ်နေ့ညီလာခံကြမှာဤသူကဘယင်တီးဟုကြီးညာလိုက်ခြင်းဖြစ်သည် ။ညာဦးသောယဟန်မင်းသည်ပကံအရှိတ်ရှစ်မိုင်အကွာတွင် တူးရင်တောင်တန်း၌ယဟန်တော်များကံကြီးကံငယ်ဆောင်ရန်တိမ်တလုံးတည်ဆောက်ခဲ့သည်။သို့တော်လည်းထိုတိမ်သည်ထိုတိမ်အဆောက်အအုံမှာ1212ခုနှစ်ကပင်ပြည့်စည်သွားခဲ့သည်။ဘယင်မင်းကြီးသည်ပထိုးငါးစုကိုလည်းတည်ဆောက်ခဲ့သည်။ ရှင်ပထိုးငါစုအနက်ယခု ပထိုးသားများသည်တဆူအပါအဝင်ဖြစ်သည် ပထိုးသားများသည် ပကံရှိ စေဒီပထိုးများအနက်ဘွဲ့နံမီတော်ဆန်းသောပထိုးတဆူဖြစ်သည် ပကံခရီးတဲ့သည်ပထိုးသားများဖျားသို့ရောက်သွားသည် ပထိုးသားများဖျားသည်တပညုဖျားဤအနောက်ဘက်တွင်ရှိသည်ငကြွဲနှတောင်းဖျားမှအနောက်ဘက်သွားသောလမ်းသည် ပထိုးသားများဖျားဤအရှိတ်အပေါင်းနှင့်တူရှူဖြစ်နေသည် အထက်တထက်များသာရှိပြီး အရှိတ်မုတ်လဲ့နေသောဖျားဖြစ်သည် ခုဤအပေါ်ပိုင်းအလယ်မှာပထိုးကြီးတက်သွားသည် အပေါ်ဘက်တိုင်းမကြီးဤအပြင်ဘက် အပေါ်ပိုင်းဘေးဘက်လည်း၌ပထိုးငယ်များပေါက်ထားသည်ပုံစံအနည်းအထားမှာမိခင် ပထိုးကြီးနှင့်သားပထိုးငယ်များတက်ဖွဲ့ဖြစ်နေသည် ထို့ကြောင့်ပထိုးသားများဟု ခေါ်တွင်ခြင်းဖြစ်ဟန်တူသည် ပထိုးသားများသည်အရွယ်အစားအတော်အတန်ကြီးမားသောဇေလီပထိုးဖြစ်သည် ကျေပြန့်သောအာယုံခံရှိသည့်ညံတော်85ပေရှိသည်ဖနက်တော်အကျေအဝန်းမှာ90ပေစတုရန်ဖြစ်သည်အာယုံခံမှာ90ပေစတုရန်ဖြစ်သည်ပထိုးဤအလဲတွင်ဗုဒ္ဓရုပ်ဝါတော်ကြီးစံပေတော်မူရာ အခန်းနှင့် အတွင်းပတ်လန်းရှိသည်လိုင်ကူအတွင်း၌အလင်းရောင်အာနေသည်ဖြစ်၍မုံမုံမိုင်းမိုင်းဖြစ်နေသည်အတွင်ပလန်စင်းကြံတလျှောက်တွင်က အုတ်လီတာပြတင်းများမှအလင်းရောင်မှုံမှုံမွားမွားကြာရောက်နေသည် ရွင်ပြီးသူကလက်ရမှာပကံခိဥပြီးသူကလက်ရဖြစ်၍မောရင်ကျေးမှုဩဇာလွှမ်းခြုံနေသည်ဟုဆိုကြသည်အတွင်ပက်လန်စင်းကြံဤအပြင်နိုင်ရန်များ၌ပကြီလက်ရများရှိသည်ရှေးဟောင်းမွန်ပါတာဖြင့်ကပီးထိုးထားသည် အတွင်ခန်းရုပ်ွားတော်ကြီးဤဘေးနိုင်ရန်အပေါ် အပေါ်ပိုင်း၌ရှီဟောင်းမွန်ပါတာဖြင့်ဝီနီဒေသနာလာအစိုးအမိတ်များကိုကပီးရေထူထားသည်။လိုင်ကူတော်အတွင်းရှိနယံမုတ်ကတ်များမှကျောင်းစစ်လက်ရာဗုဒ္ဓဝင်ရုပ်ထုတော်များနှင့်နယံဆေးရေးပကြီးလက်ရာများအားဆက်တရာစုခန့်ကလက်ရာများဟုခံမှန်းကြသည်။ပကံခီးတဲ့သည်ပထိုးသားများကုဖရာအတွင် ဝင်ကြည့်သည်အောက်ခံအာယုံခံအတွင် အောက်ခက်အောက်ထက်အာယုံခက်အတွင်းအဝင် ထူးခြားသောပြီးသူကလက်ရာတစ်ခုကိုတွေ့ရသည်ယင်းမှာအုတ်ချက်များကိုလက်ရှက်ထိုး၍ပေါင်းကူးထားခြင်းဖြစ်သည် အောက်ထက်အတွင်းဆောင်ပတ်လန်ရှိနယံပကြီးဆေးရည်များကိုမူအလင်းရောင်အာနယ်သဖြင့်ကောင်းစွာမမြင်ရပေ တခါတော့ကပကံခရီးတဲ့သည့်အိန္ဒိယနိုင်ငံရှိအ အာဂျန်တာလိုင်ကူတို့ရောက်သွားသည်အာဂျန်တာကူများမှာပို၍နှက်ဆိုင်ပြီးပို၍ပင်အလင်းရောင်အားနေသည် ထို့ကြောင့်လိုင်ကူများထဲတွင်လျှက်စစ်မီသည်များတက်ဆင်ထားပြီးလျှက်စစ်မီမသွဲနိုင်သေးသော လိုင်ကူများ၌ကခရီးသည်များရောက်လာချိန်၌အမှုပညာလက်ရာများကိုကောင်းစွာကြည့်ရှုလေ့လာနိုင်ရန်အတွက် အပြင်ဘက်မှဆက်လိုက်ထိုး၍၎င်းနေရောင်ကို ရောင်ပြန်ဟပ်စေ၍၎င်းအလင်းရောင်ဖန်တီးပေးသည် ပကံဖရားများတွင်လိုင်ကူအတွင်းရှိအမှုပညာလက်ရာများကိုကောင်းစွာကြည့်ရှုလေ့လာနိုင်ရန်အတွက်တနည်းနည်းဖြင့်အလင်းရောင်အစီအစဉ်ပြုလုပ်ထားတင်သည်အချို့လိုင်းမှုအတွင်းတွင်မူလျှက်စစ်မိများတွေ့တန်းထားပြီးလေပြီအပေယရနာဖရာရောက်သွားချိန်၌လျှက်စစ်မိများတွေ့နေစေဖြစ်၍မိချိုးများကိုကြော်လွားဖျက်တမ်းသွားခဲ့ရသည်ရှေးဆောင်အာယုန်ခန့်ဤဘေးတွင်လေကားရှိသည်ရင်းလေကားမှအတက်သွားလင်း ပထိုးအပေါ်ထက်ရောက်သည်ပကံခရီးတဲ့သည် ပထိုးအပေါ်ထက်တက်သွားသည်အပေါ်ထက်တွင် အလဲပထိုးကြီးဤဘေးရှိလေးဘက်လေးမျက်နှာ၌ညံသောအလဲအလန့်စားစင်တူတော်များကိုးကွယ်ထားသောကုငယ်ကလေးများကိုတစ်ခုစီ ထုတ်ထားသည်။မြောက်ဖက်ကုငယ်ကလေးအတွင်မှ စင်တူတော်မှာပကံခိမူလလက်ရာရာနှုန်းတော်တော်များများကျန်ရှိနေသည်ကိုတွေ့ရလေသည်။ ပထိုးသားများဂုဖယားပုံတတံမှာစိတ်ဝင်စားစရာကောင်းသည်ထူးခြားမှုရှိသည်ဂူဤအပေါ်ပိုင်းအလယ်မှတက်သွားသော ပထိုးကြီးမှလည်းခံညာလာသည်ပကံခရီးတဲ့သည်ပထိုးသားများအပေါ်ထက်မှ ရှေးနောက်ဝဲရာကို မျောကြည့်လိုက်သည်ជីနူးပွဲ ပကံဝန်းကျင် ရှုခင်းကိုမျက်စိတဆုံးမြင်နေရသည်ပထိုးသားများဖယားကိုမိသူတည်တယ်နီး ညာဦးစောရဟန်းမင်းတည်တည်ဟုဆိုသော ပထိုးငါးစုတဲတွင် ပထိုးသားများအမည်ရှိဖျားတဆူလဲပါဝင်သည်ဖြင့်ပထိုးသားများဖျားကိုညာဦးစောရဟန်းမင်းတည်တည်ဟုအစဉ်အလာယူဆလာခဲ့ကြသည် တို့ရာတွင် သမိုင်းတုတေသည့်အချို့ကပထိုးသားများ၏ဘီတုကာလက်ရာမှအစင်းမြင့်သောဘီတုကာလက်ရာဖြစ်နေ၍ပထိုးသားများဖျားကို အနောယထာမင်းကြီး၏တထုံစစ်ပွဲမတိုင်မီကတီတီဟု ပြောဖို့ရန်မလွယ်ပေ။ယခုပထိုးသားများဖျားသည့်ညာဦးစောရဟန်းမင်းတီသော ပထိုးငါစုတဲကတဆူအပါအဝင် ဖြစ်သော ပထိုးသားများနှင့်နာမည်တူအခြားပထိုးတဆူသားဖြစ်ဖို့ရှိသည်။ယခု ပထိုးသားများဖျားတွင်တွေ့ရ သောပကြီလက်ရများကိုထောက်၍ပထိုးသားများဖះမှာကျန်စစ်သားမတိုင်ခင်ချောစောပိုင်းကာလလောက်ကတည်သောဖះဖြစ်ဖို့ရှိတည်ဟု၍ခံမှန်းကြသည် ုအတွင်း၌နှောင်းခိကြမရေးဆွဲသော ပကြီလက်ရာတစ်ခု၌မင်းလွင်ဟူသောစကားအတုံးအနှုံးတစ်ခု ပါရှိသည်ယင်းမင်းလွင်ဟူသောစကားလုံးကိုမင်းလူလင်ကွင်းစကွင်းပေဆောလူမင်းဟူအနတ်အတိတ်ပဲကောင်းလျက်ပထိုးသားများဖျားကို ဆောလူမင်းတဲသည်ဟုလည်းအချို့ကဆိုကြသည် တို့ရာတွင် ဆော်လိုမင်သည် သူ၏နန်းသက်9နှစ်ကာလအတွင်းပြာများနေရသောဘုရင်ဖြစ်သည် သူ၏ခမဲတော်အနော်ယထာမင်းကြီးတည်သွားခဲ့သောမပြီးပြတ်သေးသည့်ရွှေစည်းကုံဖျားကိုပင်အပြီးသက်အချောကင်နိုင်သည့်အခြေအနေမရှိခဲ့ပေ သူနောက်နန်းဆန်တော်ကျန်စစ်သားကရွှေစည်းကုံဖရားကိုဆက်လက်မွမ်းမံရလေသည်မန္တန်းရာဇဝင်၌လည်းဆော်လူမင်းအကြောင်းကို မင်းဆော်လူကလောက်ရီချံကြီးမရှိမူးကြီးမရတို့ကိုလည်းနှလုံးမကြည်အောင်ပြုတ်တတ်သောအလေးရှိ၏ခမဲတော်တီသောရွှေစည်းကုံမပြီးသည်ကိုလည်းမလုံးပညာရှိတို့လျှောက်သောစကားကိုလည်းမယူအပျော်အရွှင်နှင့်သာနေ၏ ဟုရေးသားထားသည် ထို့ကြောင့်ပထိုးသားများဖရားကိုဆောလုမင်းတီတီဆိုသည်မှာဖြစ်နိုင်ပါမည်နော်ပထိုးသားများဖရားငါဦးဆောယဟန်တီချောင်းကိုမူကျောက်စာ၌အခိုင်အမာ ဆိုထားသည်ယင်းကျောက်စာအရေးအသားကိုထောက်လင်းညာဦးစောယဟန်မင်းသည်ဗကံဘယင်များအနက် ရှေးဦးစွာဇေဒီတီသောဘယင်ဖြစ်ကြောင်းသိရှိရပေသည် ထို့ပြင်ပကံ၌အနောယထာမင်းလက်ထက်မတိုင်မီကပင်ဇေဒီပထိုးစတင်တည်နေပြီဟု၍လည်းသိရှိရပေသည်မြမသမိုင်းများ၌ညာဦးစောရဟန်းမင်းအားအယူကြီးတို့နှင့် ပလဲနံ ပလဲနံပါတဲ့တော့နတ်နဂါကိုွယ်သူဘရင်အဖြစ်ရေးသားဖော်ပြထားကြသည်တို့ရာတွင်တွေ့ရှိရသောကြောက်စာနှင့်သူကိုွယ်ထားသောဇေရီပထိုးများကိုထောက်လင်းဆောယဟန်မင်းသည်ဗုဒ္ဓဘာသာကိုယုံကြည်ကိုွယ်သောခုတို့ကောင်းမှုလိုလားသူဘရင်တပါဖြစ်ကြောင်းသိရှိရပေသည် ဆက်လက်ပြီးတော့ဂေါရပလင်ဖရာအကြောင်းကိုဖတ်ပြပေးသွားပါမယ်နော်ဂေါရပလင်ဂေါရပလင်ဂေါရပလင်ဂေါတာပလင်ဂေါတော့ပလင်အမည်အမျိုးမျိုးဖြင့်ထင်ရှားသောပကံဖရာတစုဖြစ်သည်ပကံမျိုးတောင်ပံကတ္တရာလန်ဘေးတွင်ချီသည်ပကံပြတိုင်းနှင့်ကာလန်တလန်သာခြားသည် ပကံတန်တဲနှင့်လည်းမဝေးလာပေ။တမဝါယာမဟိုတယ်နှင့်လည်းကလရရှိသည်။ခရောပလင်ဖရားပုံစံမှာအာနန္ဒာဖရားလိုလိုသဗ္ဗညုဖရားလိုလိုထင်ရသည်။ဖရားတည်သောပကံပရင်မှာအလောင်းစီသူဤမြေနရပတိစီသူ ဖြစ်သည်။ခရောပလင်ဒီနေရာ တီယာနီယာနှင့်ပတ်သက်၍ဆိုယိုစကားအမျိုးမျိုးအပြားပြားရှိသည်ယင်းဆိုယိုစကားများထဲတွင်ပါဇက်စကားဖြစ်သောပကံညက်ကြီးအကြောင်းလဲပါသည်ရာဇဝင်သမိုင်းထဲတွင်မှတ်တမ်းတင်ထားခြင်းမရှိတော့လဲအရက်စကားပါဇက်စကားအဖြစ်ဖြင့်အစဉ်အလာပြောစမှတ်ပြုလာခဲ့သောကြောင့်ပြုလာခဲ့သော အကြောင်းအရာတရရှိသည် အလောင်းကြီးသူမင်းကြီးလက်ထက်က ပကံသူ ပကံသားများတဦးနှင့်တဦးအချင်းများသည့်အခါတရားအဆုံးအဖြတ်ပေးသည့်တရက်ခွင်တစ်ခုရှိသည်ယင်းတရက်ခွင်မှာပကံညက်ကြီးခေါညက်ကြီးဖြစ်သည်ညက်ကြီးကို ပလင်တစ်ခုပေါ်၌တင်ထားသည် အမှုတစုံတရားဖြစ်ပါကတရက်လိုနှင့်တရက်ခမ်းနှစ်ဦးနှစ်ဦးလုံးညက်ကြီးထဲတယောက်စီလက်ထိုးထဲရသည်ထိုအခါညက်ကြီးကမှန်ကန်ဖြောင့်မတ်သူဤလက်ကိုမညက်ပဲလဲဆဲသူဤလက်ကိုညက်လေသည် ်ညက်ကြီးညက်မညက်ကို ကြည်လျက်တရားအဆုံးအဖြတ်ပေးရသည်တနေ့တနိုင်မဲသူတော်တယောက်သည် သူဤလက်စုပ်ကိုဘိုးသူတော်တယောက်ထံအနှံထားသည်မဲသူတော်ကသူအနှံထားသောလက်စုပ်ကိုဘိုးသူတော်ထံမှပြန်တောင်းသည်ဘိုးသူတော်ကပြန်ပေးပြီးပြီဟုညင်းနေသည်ဤတွင် အဆုံးအဖြတ်ခံယူရန်မဲသူတော်နှင့်ဘိုးသူတော်တို့သည်ပကံညက်ကြီးထံသွားကြသည် မေသူတော်ကအကျွန်ုပ်၏လက်စုကိုဘိုးသူတော်ထံအနှံထားပါ၏အကျွန်ုပ်အနှံထားသောလက်စုကိုဘိုးသူတော်ကအကျွန်ုပ်အားပြန်မပေးသေးပါအကျွန်ုပ်ဆိုသည့်အတိုင်းမှန်ပါကအကျွန်ုပ်၏လက်ကိုညှက်ကြီးမညှက်ပါစေနှင့်အကယ်၍အကျွန်ုပ်လည်းဆဲပြောဆိုခြင်းဖြစ်ပါမူကညှက်ကြီးသည်အကျွန်ုပ်၏လက်ညှက်ပါစေသာဟုတစ္ဆာဆိုလည်းရဲ့ညှက်ကြီးတဲ့လက်ထဲလိုက်လေသည်ညှက်ကြီးကမေသူတော်လက်ကိုမညှက်ပေမေသူတော်မျက်နှာဝင်းခနဲ့လက် ွားသည်ဘိုးသူတော်အလဲရောက်လာသည်ဘိုးသူတော်ကညံများသည် ဝီနီလွတ်အောင်လဲရှောင်တတ်တိမ်တတ်သည်လက်စွထဲထားသည့်တောင်ဝေးကိုမဲသူတော်အားပေးလျက်တောင်ဝေးကိုကင်ထားစမ်းပါတုတ်တဆာဆူမလို့ဟုပြောသည့်အတွက်မဲသူတော်ကဘိုးသူတော်ဤတောင်ဝေးကိုကင်ပေးထားသည်ဘိုးသူတော်က ကျွန်ုပ်ကိုမဲသူတော်လက်စွပ်အပ်ထားသည်မှာမှန်ပါသည်သို့တော်လည်းသူလက်စွပ်ကိုကျွန်ုပ်ပြန်ပေးပြီးပြီကျွန်ုပ်ဤစကားမှန်ပါကညက်ကြည့်သည်ကျွန်ုပ်ဤလက်ကိုမညက်ပါစေနှင့်အကယ်၍ကျွန်ုပ်မူသားစကားဆိုသည် ဆိုတော့ကျွန်ုပ်ဤလက်ကိုညက်ကြည့်ညက်ပါစေသားဟု၍တစ္ဆာဆိုလိုက်လေသည်ဘုသူတော်ဤလက်ကိုလည်းညက်ကြည့်ကမညက်ပဲနေသည် မဲသူတော်နှင့်ဘိုးသူတော်အမှု၌ရုပ်ဝိတုအစီအနီကိုကြည့်၍ဆုံးဖြတ်ခြင်းဖြစ်တော်လဲဆုံးဖြတ်ချက်မှာတရားသောဆုံးဖြတ်ချက်မဟုတ်ပေထို့ကြောင့်ညက်ကြီးသည်သူဆုံးဖြတ်ချက်ကို သူကိုယ်တိုင်ပဝင်မကြဖြစ်သွားပုံရသည်တရားသူကြီးအဖြစ်ကနှုတ်ထွက်ပြီးတရားခွင်၌ဆက်လက်မနေတော့ပဲပြောက်ွယ်သွားလိမ့်သည်ကောရပလင်သည်ညက်ကြီးတင်ထားသောပလင်ဤနေရာ၌ကိုးဝဲတည်ထားသောဇေဒီပထိုးဖြစ်လေသည်။နောက်ဆိုရိုးစကားတစ်ခုရှိသေးသည်။ ့မြက်ကြီးပြောက်ွယ်သွားသောအခါမြက်ကြီးတီရှိရာတရားခွင်ပလင်တို့ဂေါဒနှင့်ဂေါဒီအမိရှိဘလူးနှအူအမှုပြုသောဘလူးတတိုက်ရောက်လာကြပြီလေညက်ကြီးအစားတရားသူကြီးအဖြစ်ဝင်ရောက်အမှုထမ်းကြသည်ထိုပလင်ရှိရာသို့လာရောက်၍တရားအဆုံးအဖြတ်ခံယူသူများအားဂေါဒနှင့်ဂေါဒီတို့ကလိညာပြောသူကိုရိုက်ပုတ်ပြီးမမှန်ကန်ကန်ပြောသူကိုမိသူများမပြုတ်လို့ပဲနေသည် ရှင်တို့အားဖြင့်ခေါတာဘလူတရားစီရင်သောပလင်ရှိရာ အရန်၌ကိုးကွယ်တည်ထားသောကြောင့်ခေါတာပလင်အမိတွင်နေခြင်းဖြစ်သည်။နောက်ဆိုရိုးစကားတစ်ခုမှာအလောင်းစီသူမင်းကြီးနှင့်ပတ်သက်နေသည်။အလောင်းစီသူမင်းကြီးသည်ပကံသမိုင်း၌ဖုံးလက်ယုံနှင့်ပြည်စုံသောဘရင်တပါးဖြစ်သည်။အာနာတကိုးနှင့်ပြည်စုံလာသောအခါ အာနာတကုနှင့်အတူမမာနကပ်ပါလာသည်ငါဤဒေလောင်းတော်ဘိုးလောင်းတော်တို့သည်ငါလောက်ဖုံတကုအနုဘောကြီးချသူများမဟုတ်ဟုအလောင်းစီသူမင်းကြီးပြောမဆိုမှရှိသွားသည်တမှုဒရစ်သမုဒ္ဒရာမင်းမဆာ၍ခမဲတော်စောယုံမင်းတိုင်အောင်55ပါသောဒေးလောင်းတော်ဘူးလောင်းတော်တို့အားဝစီကံမနောကံဖြင့်ပြစ်မှားမိသည်ဖြစ်၍မျက်စိကွယ်သွားသောအခါအလောင်းစီသူသည် နောင်တကြီးစွာရပြီလေမင်း45ပါးတို့ကိုရွှေစင်ရုပ်သွန်လို့၍ပလင်တွင် တင်ထားပြီးကြတော်လေသည် ထိုအခါကျမှ မျက်စိနှကွင်းအလင်းပြန်ရလာလေသည်မင်း45ပါးတို့ဤရွှေစင်ရုပ်ထုများတင်ထားသော ပလင်ရှိရာအရက်၌ကိုးွယ်တည်ထားသောကြောင့်ကြတော်ပလင်ဟုအမည်နာမတွင်နေခြင်းဖြစ်သည်စတုထားဆိုရိုးစကားလဲ ကတော့ခန်းနှင်းပင်ပတ်သက်သည်တို့ရာတွင်အလောင်းစီသူဤကတော့ခန်းမဟုတ်ပဲဖရာထာရကနရပတိစီသူမင်းကြီးကိုတိုင်းဤကတော့ခန်းဖြစ်သည်နရပတိစီသူသည်ဆူလာမဏိဖရာထာရကလည်းဖြစ်သည်ဂေါရောပလင်ဖရာကိုမတီခင်ကပင်ဆူလာမဏိဖရာကိုတီးသည်ဆူလာမဏိတီစင်ကမင်းဆက်ရ ပန်တကူငဆွေရှင်မဟာထေသည်ပြည်သူပြည်သားများအားမင်းအနာသုံးပြီး အတင်းတမအတင်းအတ္တမမစီခိုင်းရန်နရပတိစီသူအားဆုံးမစကားဆိုသည် မဟာထေဤဆုံးမစကားကိုမချိနဲ့မနစ်သက်သောကြောင့်ဘယင်မင်းကြီးသည်မဟာထေအားဝစီကံဖြင့်ပြစ်မှားမိလေသည် ဘယင်မင်းကြီးနှင့်သဘောထားမတိုက်ဆိုင်၍မဟာထေသည်ပကံမှထွက်ခွာသွားသောအခါဘယင်မင်းကြီးသည်မဟာထေအားဆွဲကြိုအရက်မှမရမကပြန်ပင့်လျက်ပလင်ထက်တွင်တည်င်းသုံးစီပြီးလင်းဝင်ချကတော်လေသည် ရင်းကတော်ပလင်တီရှိရာ၌ကိုးကွယ်တည်ထားသောဖျားဖြစ်သောကြောင့်ကတော်ပလင်ဟု၍ခေါ်ဝေါ်သမုတ်လေသည် ်မြန်မာတက္ကရာ965ခုနှစ်တွင်နရပတိစီသူမြင့်ကြီးသည်ခရောပလင်ဖျားကိုတည်သည်သို့တော်လည်းနှစ်ပေါင်း10နှစ်ကြာသည့်အထိအပြီးမတက်နိုင်ခဲ့ပေရှင်သူ10နှစ်ကြာသည့်တိုင်အောင်ဖျားကို အပြီးမတက်နိုင်ခြင်းမှာစူလာမဏိဖျားအတီစဉ်ကပန်တကူမဟာထေမိန်တော်မူသောသုံးမဇကားကို တတိယတည်ဖြစ်၍ပြည်သူပြည်သားတို့အားမင်းအနာတုံပြီးအတင်းအဓမ္မခိုင်းစေသောကြောင့်ဖြစ်သည် တက္ကရီ953ခုနှစ်တွင်နရပတိစီတူမင်းကြီးကံကုန်သွားလေသည်တို့ရာတွင်ဘယင်မင်းကြီးဤတိဆဲဂေါရပလင်ဖရာမှာအပိမသက်သေးပဲတန်းလန်းပင်ကြံနေခဲ့သည် နရပတိစီတူမင်းကြီးလွန်သောတားတော်နန်းထောင်းမြမင်းနန်းတက်သည် တားတော်လက်ထက်ချက်မှာခမဲတော်အပိသက်မသွားခဲ့သောဂောရပလင်ကိုအပိသက်နိုင်ခဲ့လေသည်ရှင်တို့အားဖြင့်ဂောရပလင်ဖရာသည်ဖရာထာယကနှစ်ဦးတည်သောဖရာဖြစ်နေလေသည် ရွှေစည်းခုံဖရာလည်းထိုနည်းအတိုင်းပင်ဖြစ်သည် အနောယထာတည်သော ရွှေစည်းခုံမှာအပိမသက်သည်ဖြင့်ကျန်စစ်သားကအပိသက်အချောကန်ရလေသည် ီရီလင်္ကာနိုင်ငံ၌လည်းဘယင်းနှပါတီသော အထိကရဇေဒီပထိုးကြီးတဆူရှိသည်ယင်းဇေဒီပထိုးမှာအနုရာဒပူရရှိ မဟာထူပါယုံဇေဒီကြီးဖြစ်သည် ဒုထကမဏိမင်းကြီး အပိတက်မသွားခဲ့သောမဟာထူပါယုံစီဒီကိုညီတော်တတတိတ်တမင်းကဆက်လက်တည်ရသည် အကံခရီးတဲ့သည်ဂောရပလင်ဖရာသို့ရောက်သွားသည်ဂောရပလင်ဖရာသည်ရွှေစည်းကုံဖရာအာနန္ဒဖရာများကဲ့သို့ဖရာစဉ်ပေါ်ကဖရာမျိုးလည်းမဟုတ်သည်ထီလိုမင်းလို့ ဖယားမျိုးကဲ့သို့ပြလိုက်ခန်းလေးကဖယားမျိုးလည်းမဟုတ်ပေရင်းနှမျိုးဤကြားတွင်တည်ရှိသောဖယားမျိုးဖြစ်နေသည် ရွှေစည်းကုံအာနန္ဒာတို့ကဲ့သို့ဇောင်းတန်းအတွယ်တွယ်ဖြင့်ပန်းကက်သူစီမီကက်သူပူဇော်ဝိပုသူများလည်းစီစီကားကားရှိမနေပေထီလိုမင်းလိုဖယားများကဲ့သို့မူလတိတီစင်ကပုံစံမျိုးဖြစ်သည်သမိုင်းတန်ဖိုးနှင့်ပြပိုက်ပြခန်းဤစက်တရီမျိုးလည်းမရှိတော့ပေ နောင်ခေကုတုရှင်များဤကောင်းမှုကြောင့်ရှင်ဟာမူလပုံစံငုတ်ရှူသွားပြီးထုံးရောင်ဖူးပွေးဖြင့်အဝေးကကြည်လင်ပင်မျက်စိအာယုံကိုဆွဲဆောင်နိုင်သည့်ပကံရှုမြော်ခင်ဤစက်တရီဆောင်တစ်လွင်တောက်ပြောင်းသောဇေဒီပထိုးတဆူဖြစ်နေပြီး ခရော့ပလင်ကိုမောမန်သူ နောင်ခင်ကုသိုလ်ရှင်များထဲတွင်ပကံခီးတဲ့ဤဘိုးစဉ်ပေါင်ဆက်ထဲကလည်းပါသည်ပကံခီးတဲ့ဤဘိုးစဉ်ပေါင်ဆက်ထဲကပုဂ္ဂိုလ်တဦးသည်ပကံသူတဦးနှင့်အိမ်တောင်ကြသည် ထိုပုဂ္ဂိုလ်ဤညီမတဦးသည်လွန်ခဲ့သည့်နှစ်တရာခန့်ကခရော့ပလင်ကိုတီးတင်ခဲ့ဘူးသည်ခရော့ပလင်သည် ဖနက်တော်မှငှက်မျက်နှာအထိပေ180ခန့်ညံတော်အမြင့်ရှိသည် ွမ်တောင်နှင့်ကွမ်တောင်အထက်ကစေဒီငယ်ပုံစံမှာတွေ့တွေ့လျက်လျက်ဖြစ်သည်အာယုန်ခံမုတ်ကိုအရှိတ်ဘက်လှည့်ထားသည်အထက်နှစ်ထက်ရှိသောဘူဖရာဖြစ်သည်အောက်ထက်သို့ဝင်နေဝင်ခြင်း အရှိတ်ဘက်ခံ၌ဗုဒ္ဓရုပ်ပါတော်ကိုဖူးမြှ်ဖူးတွေ့ရသည် အောက်ထပ်မုတ်လေးမျက်နှာလုံး၌ပင်ဗုဒ္ဓရုပ်ပါတော်များရှိသည် အချို့ရုပ်ပါတော်များမှာအလယ်မှန်တိုင်းကိုကြောပေးလျက်ဆံပယ်တော်မူကြသည် အပေါ်ထက်တက်သည့်လေကားရှိသည့်ဂောရပလင်လေကားမှာတပါညုဖရားလေကားမျိုးမဟုတ်ပဲဒုထေကြီးမသောနှံရံတွင်၌လေကားချင်းချင်းနှစ်ခုဖောက်ထားသည်အထက်ထက်ခမ်းမတွင်၌လည်းဗုဒ္ဓရုပ်ပါတော်ကြီးရှိသည့်ထိုမှတပံအပေါ်ပိုင်းသို့ဆက်တက်သွားရန်အတွက်လည်းလေကားရှိသည် ်ပကံခဤတဲ့သည်လေကားနှင့်တက်၍ရာသည်အပေါ်ဆုံးအထက်သို့အထီရောက်အောင်တက်သွားပြီးလင်ပကံဝင်းကျင်ရှုမြော်ခင်းကိုလမ်းမြော်ကြည့်လိုက်သည်အနောက်ဘက်၌တန်းကြီးတောင်တန်းကိုကြောထောင်းနောက်ခံပြုထားသောအေယာဝရီမြစ်တဘာဝရှုခင်းပကြီကားချက်ကြီးတစ်ချက်ပေါ်လာသည်အရှိနှင့်တောင်မြောက်တောင်မြောက်တို့၌ကရှီဟောင်းပကံခိကိုလွမ်းဆွတ်တတ်တာစီသည်ရှီဟောင်းပကံရှုခင်းကားချက်ကြီးကိုမြင်တွေ့နေရသည် ရှင်တဘာဝရှုခင်ကာချက်ကြီးများသည် ပကံခီးတဲ့အားဖန်ဆားထားကြသည်ခရောပလင်ဖျားပေါ်မှာတော်တော်နှင့်အပြည့်မစင်းခြင်းဖြစ်နေသည်သို့တော်လည်းတခြားဖျားများတို့ကူးဆက်ရာရှိသေးသည်ဖြစ်၍ဖျားပေါ်မှာမစင်းခြင်းစင်းခြင်းနှင့်ဆင်းလာပြီးလင်အမခန်ဘိတုကာလက်ရာများဖြင့်တစားစင်ထားသောခရောပလင်ဖျားမှာခတ်လာခဲ့ရလေသည်နားဆင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင် နောက်လာမယ်ပကံဖျားပထိုးစီဒီများအကြောင်းကိုလည်းဆက်လက်ဆောင်မြော်နားဆင်ပေးကြပါအောင်နော် channel လေးကိုလည်း like and subscribe လေးများပြုလုပ်ပေးကြပါအောင်နော် အားလုံးဘေးကင်းကျန်းမာကြပါစေရှင်